ယောက်ျားသူတို့သားလေးမွေးလာခဲ့ရင်ရှင်ပြုပြောင်းမှာပေါ့အဲ့ကြလို့ရှိရင်ယောက်ျားလည်းယဟန်းမောင်တက်ရမှာပေါ့ယောက်ျားစဉ်းစားကြည့်လိုက်စမ်းဘလောက်ကြည်နူးဖို့ကောင်းတယ်

င်းရမင်းထောင်ကြတယ်ဆိုတာကမင်းအပြစ်နဲ့မင်းမင်းမှာအပြစ်ရှိလို့ဥပဒေကပေးတဲ့အပြစ်တန်ကိုမင်းခံရတာငါတို့လင်မယားနဲ့ဘာမှမဆောင်ဘူးငါတို့လင်မယားမင်းပေါ်ရုံမှထားရတယ်ဘာမှမရှိဘူးအေးမင်းတို့ကောင်တွေအခုလိုမျိုးပြဿနာတက်နေတယ်ဆိုတာလဲမင်းတို့ကောင်တွေသူများပတ်စံကိုချီးပြီးတော့ပြန်မပေးခြင်းလို့ဒီလိုပြဿနာမျိုးဖြစ်နေတယ်။ငါတို့လင်မယားကတကားပြောတာစမ်းရင်စမ်းတယ် ဒါပေမဲ့ဘယ်သူ့အပေါ်မှာရုပ်မာတဲ့စိတ်ဓာတ်လည်းမမွေးဘူးလို့ဘယ်သူ့အပေါ်မှာလည်းတစ်ခါမှမကောက်ချစ်ခဲ့ဘူး။ဟေးငါတို့လင်မယားကစေတနာထားတာကိုစေတနာတို့နားမလည်ဘူးတော့မင်းတို့တိုင်းနဲ့မင်းတို့ကံ။မင်းကူမှဘာတွေတွေးယူသွေးတာလိုက်ပြောနေတာလဲကွ။ကိုယ်ကျွေးဆိုတာဆွေးနွေးလို့မရဘူးကွ။ငါကအဲ့လောက်စံထားပြင်းပြနေမှာတော့ ြည့်စည်းပေးရတော့တာပေါ့ကွာ ယောက်ျားကျုပ်တို့သားလေးမွေးလာခဲ့ရင်ရှင်သူ့ဘုရားမှာအဲ့ကြလို့ရှိရင်ယောက်ျားလည်းယဟန်းမောင်တက်ရမှာပေါ့ယောက်ျားစဉ်းစားကြည့်လိုက်စမ်းဘလောက်ကြီးနူးဖို့ကောင်းလဲ